ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘာလ၄ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့အားအလွန်ကောင်းလာတဲ့မုန်တိုင်းမတ်မိုးသတင်းတွေကိုသတိထားရအောင်တင်ဆက်ပေးသွားပါမယ်လက်ရှိမှာမတ်မိုးမြေရှိတဲ့ပူပိုင်းမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံကိုဖျက်ကျော်ပြီးနောက်တောင်တရုတ်ပင်လယ်ထဲကိုဥတီနေပါတယ်ဒီမုန်တိုင်းဟာမြန်မာနိုင်ငံကိုဓာတ်ရိုက်ဝင်ရောက်မှာမဟုတ်ပေမဲ့လည်းအော်တိုဘာလ၆ရက်နေ့9ရက်ဝင်းကျင်မှာမုန်တိုင်းရဲ့အချိန်တောင်အနောက်တောင်မုတ်တုံလေးကိုတိတိတတ်တတ်အားကောင်းလာစေမှာဖြစ်ပါတယ် ဲ့ဒီလိုမုတ်တုံလေးအားကောင်းလာမှုကြောင့်မြန်မာနိုင်ငံရဲ့ဒေသအများစုမှာမိုးပုံမိုးရွာသွန်းလာပါမယ်။အထူးသဖြင့်တောင်ပိုင်းနဲ့ကံရရန်ဒေသများဖြစ်တဲ့ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးအသင့်အင့်မှမိုးများနိုင်ပြီး24နာရီအတွင်းတနက်မှဝင်ကျင်ရွာသွန်းရရှိနိုင်ပါတယ်။ရောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသများဖြစ်တဲ့ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာမိုးပုံမိုးသဲထန်နိုင်ပြီးနေရာကွက်ကြားမှုကြီးခြင်းတိတသမနှလမမှာနှလမခန့်အထိရွာသွန်းခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်အော်တိုဘာလ6ရက်မှ9ရက်အတွင်းမိုးကြီးနိုင်တဲ့ဒေသများမှာရေကြီးရေလျှံမှုနဲ့မြေပြိုမှုအန္တရာယ်များကိုအထူးသတိထားဖို့လိုအပ်ပါတယ်။အခုဆက်လက်ပြီးအော်တိုဘာလ၄ရက်နေ့အတွက်မိုးလေဝသခန့်မှန်းခြင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်ချင်းနေကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်တုံလေးအားအနေငယ်မှအားအသင့်တင်ရှိနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာကြများရဖလပိုင်ပလင်ပြင်နောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပိုင်းမုန်တိုင်းမှတ်မှုဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်7နိုင်တွင်တောင်တရုတ်ပလင်ပြင်၌တိုင်ဖုန်မုန်တိုင်းမှတ်မှုအဖြစ်ပုံမှုအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ယနေ့ညနေထိခန့်မှန်းချက်ကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ချ မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံလာပြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရံရံနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အစီပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းနှရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးသီးတွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်မြမပင်လေပင်မှာတော့လှိုင်းအသင်တင်ရှိပါမယ်လိုင်းမြစ်မှာမြန်မာကန်ရုံးတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ် နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးပူလာနိုင်ပါတယ်။နေပြည်တော်နဲ့ဤတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရံနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရံနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရံနှုံးပြေဖြစ်ပါတယ်။ အခုဆက်လက်ပြီးမြန်မာပြည်တလွှမ်းမိုးကြီးနိုင်မယ့်ဒေသများကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်တွင်းမှာရှိတဲ့ဖန်အမျိုးနေရာအနှံ့ပြားမှာမိုးတင့်တင့်မှာနေရာစိတ်စိတ်မိုးသည်ထန်ပါမယ်။ဖားပုံခရိုင်၊လှိုင်းပွဲခရိုင်၊ကြိုင်းစိတ်ကြီးခရိုင်၊မြောက်ရီခရိုင်နဲ့ကောက်ကြိတ်ခရိုင်တို့မှာနေရာစိတ်စိတ်မိုးနှင်းမှာမိုးအတင်းတင်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါမယ်။မုံမီနယ်တွင်းမှာရှိတဲ့ကြိုက်ထိုခရိုင်၊တထုံခရိုင်၊မော်လမြိုင်ခရိုင်တွင်းမှာမြို့နယ်များမှာ နေရာနှံပြမှာနေရာစိတ်စိတ်မိုးနှင်းငယ်မှာ မိုးအတင်းတင်းရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရေခရိုင်တွင်မှာတော့မိုးနှင်းငယ်မှာမိုးအတင်းတင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်မှာရှိတဲ့ညောင်လေးပေခင်ရနဲ့ပဲခူးခရိုင်တို့မှာနေရာစိတ်စိတ်မိုးနှင်းငယ်မှာမိုးအတင်းတင်းရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါမယ်။တောင်ငူခရိုင်ပြည်ခရိုင်တာယာဝတီခရိုင်တို့မှာမိုးနှင်းငယ်မှာမိုးအတင်းတင်း နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့နေရာစိတ်စိတ်မိုးအနှဲငယ်မှာမိုးအတင်းတင်းရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါမယ်။အေအော်ဒီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ဟင်္ဒရာခရိုင်၊ကျုံပြောခရိုင်၊မအူဝင်ခရိုင်နဲ့ဖျာပုံခရိုင်တို့မှာနေရာစိတ်စိတ်မိုးအနှဲငယ်မှာမိုးအတင်းတင်းရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါမယ်။ကြံခရိုင်များအတွင်းမှာတော့မိုးနှဲငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ် နေပြည်တော်အတွင်းမှာတော့မိုးနှဲငယ်မှာမိုးအင့်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့တောင်ကုတ်ခရိုင်နဲ့တန်တွဲခရိုင်တို့မှာမိုးနှဲငယ်မှာမိုးအင့်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။ဆက်လက်ပြီးအားလုံးထိတ်လန့်ကြရတဲ့ရန်ကုန်မိုးချိန်တန်ကြီးအကြောင်းကိုတင်ပြပေးခြင်းပါတယ်။မနေ့ညကရန်ကုန်တိုင်းဒေသကြီးနဲ့ဆက်ဆက်ဝန်းကျင်ကဒေသခံတွေမိုးရွာကန်ဒီနဲ့ရွာနေစဲမိုးချိန်တန်အခြေကြီးကြားရတာ ီးတော့ကြားရတဲ့အချိန်ကလည်းကြားတယ်ဆိုတဲ့အတွေ့အကြုံဖော်ပြချက်ကိုလက်ရှိအဲ့ဒီအချိန်ရန်ကုန်ကျောင်းမှာဖြစ်ပေါ်နေခဲ့တဲ့မိုးလေဝသအချက်လက်တွေနဲ့ဆက်ဆက်ပြီးသုံးသပ်ဖြေကြားပေးလိုက်ပါရစေ။ပထမအချက်ကရန်ကုန်မိုးချိန်တန်ကြီးကြောင့်အိမ်များတုန်ခါမှုဖြစ်ကြတယ်လို့ပြောကြပါရစေ။ဟိုဒီနေ့ကနေပြီးတော့မန္တလေးပဲခူးတိုင်းဒေသကြီးဘက်မှလည်းအဲ့ဒီလိုဖြစ်ခဲ့ကြပါသေးတယ်။ဒေသခံတွေရဲ့ပြောကြားချက်တွေကိုသေချာဆန်းစစ်ကြည့်တဲ့အခါဖြစ်ပေါ်ခဲ့တဲ့အခြေအနေဟာရိုးရိုးမိုးချိန်တန်ထက် ပိုပြီးပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုညွှန်ပြနေပါတယ်။အတန်ကျဲကြီးကိုချိန်ကြာကြာကြားရတယ်ဆိုတဲ့ချက်ထဲမှာအတန်ကျဲကြီးနဲ့10မိနစ်ကျော်လောက်ထိကြာရှည်ခဲ့တဲ့မိုးချိန်တန်ဟာအင်အားအလွန်ကြီးပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတွေရဲ့လက္ခဏာဖြစ်ပါတယ်။သူတို့ဖြစ်စေတဲ့ချက်မှာလျှက်စစ်မိုးကြိုးဖြတ်ကူးတဲ့အခါလေကိုရုတ်တရက်အပူပေးလိုက်သလိုဖြစ်သွားတာကြောင့်မိုးချိန်တန်ဖြစ်ပေါ်တာပါ။မိုးချိန်တန်ကြာကြာဆွဲပြီးကျဲလောင်လေလေသူ့ကိုဖြစ်ပေါ်စေတဲ့မိုးတိမ်တောင်ဟာ ပုံမမြင်ပါဘီပုံမစွမ်းရင်ပြင်းထန်လေးလေးဖြစ်ပါတယ်အဲ့ဒီချိန်ကာလကရန်ကုန်တဝိုက်ကိုဖုံးအုပ်နေတဲ့မိုးတိမ်နောင်ရဲ့ထိပ်ဖြားအေးအေးချိန်ဟာအနှုတ်82ဒီဂရီဆယ်စီယက်ထိရှိနေတာကိုဂျိုဒုပုံရိပ်အရာတွေ့ရပါတယ်ဒါဟာမိုးတိမ်နောင်ရဲ့အရန်မြင့်ပြီးအင်အားပြင်းတဲ့ရေခဲမိုးဆက်တွေပါဝင်နေကြောင်းပြသပါတယ်အခြားအချက်တစ်ခုဖြစ်တဲ့မိုးချိန်တန်ဆိုတာမိုးကြိုးလျက်စီဖြစ်တဲ့လမ်းကြောင်းတစ်လျှောက်ကလေတွေကိုရုတ်တရက်အပူချိန်မြင့်မားသွားအောင်လှုပ်လိုက်တဲ့အခါ လေဒုကပောက်ကွဲသလိုမျိုးအပြင်ဘက်ကိုအင်အားနဲ့တွန်းကန်လိုက်တဲ့ဖိအားလှိုင်းပဲဖြစ်ပါတယ်။မိုးချိန်တန်ဟာအင်အားအလွန်ကြီးပြီးကျဲလောင်တဲ့အတွက်အထူးသဖြင့်မိုးကြိုးပစ်တဲ့နေရာကအိမ်နဲ့အရန်နှီးတဲ့အခါဒီဖိအားလှိုင်းတွေဟာအိမ်နေရန်တွေနဲ့ပတင်းပေါက်တွေကိုဓာတ်ရိုက်ရိုက်ခတ်ပါတယ်။ဒီရိုက်ခတ်မှုကြောင့်အဆောက်အုံရဲ့ဖွဲ့စည်းမှုဟာအတန်လှိုင်းရဲ့ဖိအားကြောင့်တုံခါမှုဖြစ်ပေါ်စေတာပါ။ဒါကြောင့်အိမ်မှာတုံသွားတယ်လို့ခံစားရတာဖြစ်ပြီးမြင်းကလေးတုံခါမှုမျိုးပုံစံလည်းမဟုတ်ပါဘူး။ နောက်တစ်ခုဆက်ဆက်နိုင်ကြီးက super cell ဖြစ်စဉ်ကြောင့်ပါရန်ကုန်မြို့ကန်တွေခန်းစားလိုက်ရတဲ့10မိနစ်ကျော်ကြာတဲ့အတန်အကျယ်ကြီးဆိုတာဟာရိုးရိုးမိုးချိန်တန်ထက်ပိုပြင်းထန်တဲ့ဖြစ်စဉ်ကိုညွှန်ပြပါတယ်မိုးကြိုးဟာအလျားလိုက်ရောဒေါင်လိုက်ပါအကွာအဝေးတော်တော်များများစီဖြတ်တန်းသွားတဲ့အခါအတန်တိုင်းဟာခလန်းလန်းကရောနီနီကပါတပြိုင်တည်းလိုလိုစုပြီးရောက်လာတာကြောင့်မိုးချိန်တန်ဟာတမိနစ်ကျော်တဲ့အထိဆွဲပြီးကျေလောင်နေတာဖြစ်ပါတယ် အဲ့ဒီအချိန်ရန်ကုန်ကိုဖိုးပေါက်နေတဲ့မုတ်တိမ်တောင်ရဲ့အင်အားဟာတိမ်ထိပ်ဖျားမှာအနှုတ်82ဒီဂရီဆယ်စီယက်အထိအေဂျင်ကဒီလိုပြင်းထန်တဲ့ဖိအားလှိုင်းတွေထုတ်လွှတ်နိုင်စမ်းရှိတယ်လို့သုံးသပ်ရပါတယ်။ဒါကဖြစ်နိုင်ခြေအရှိဆုံးချက်ဖြစ်ပါတယ်။ရန်ကုန်တွက်ခံမှန်းထားတဲ့မိုးလေဝသဇာမလည်းလေတိုက်နှုန်း3မိုင်ကနေ6မိုင်သာရှိနိုင်ပေမဲ့မိုးချုံမုန်တိုင်းကြောင့်ရုတ်တရက်လေပြင်းတိုက်နှုန်းတွေအချိန်တိုတွင်းမြင့်တက်လာနိုင်ကြောင်းဖော်ပြထားခဲ့ပါတယ်။ မိုးကြိုးရောလေပြင်းရောတပြိုင်တည်းဝင်လာကြောင်းလဲတချို့အိမ်တွေအဆောက်အုံတွေခါရမ်းသွားတာမျိုးလည်းဖြစ်လေရှိပါတယ်။အားလုံးခြုံငုံသုံးသက်ရရင်ရန်ကုန်တိုင်းဒေသကြီးနဲ့ဆက်ဆက်မြို့နယ်တော်တော်များများမှာတပြိုင်တည်းခံစားလိုက်ရတယ်ဆိုတဲ့အချက်ကဒီဖြစ်စဉ်ဟာတနေရာတည်းကွက်ပြီးဖြစ်တာမဟုတ်ဘဲရန်ကုန်တဝိုက်ကိုခြုံလွှမ်းထားတဲ့အင်အားကြီးမိုးတိမ်တောင်စနစ်တစ်ခုကြောင့်ဖြစ်တယ်လို့သုံးသက်ရပါတယ်။ဒါဟာအဲ့ဒီအချိန်ရန်ကုန်တိုင်းတကျော်စိုးထိုင်းစ90ရာခိုင်နှုန်းကျော်နဲ့အင်အားကြီးမိုးတိမ်တွေတက်လာနေတဲ့အချိန်တွေကရန်ကုန်မှာမိုးကြီးခြင်း လေပြင်းတိုက်ခတ်ခြင်းအန္တရာယ်မြင့်မားနေကြတဲ့လက္ခဏာတရဖြစ်တယ်လို့သုံးသပ်ဖြေကြားလိုက်ပါတယ်ဗျဆက်လက်ပြီးတောင်ကူမှာရေကြီးလို့အနေမိုင်းရက်ကတ်တချို့ရွှေပြောင်းရပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်ပဲခူးတိုင်းဒေသကြီးတောင်ကူမြို့နယ်မှာစစ်တောင်းမြေရင်မြင့်တက်လာမှုကြောင့်အနေမိုင်းရက်ကတ်တွေအတွင်းနေထိုင်သူတချို့ကယ်ဆယ်ရေးစခန်းတွေစီထပ်မံပြောင်းရွှေ့နေထိုင်နေရတယ်လို့ဒေသခံတွေနဲ့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်တောင်ကူမြို့မှာမနေ့ကအော်တိုဘားလ2ရက်မနက်ပိုင်းကစပြီး စစ်တောင်းမြေကြီးမြင့်တက်လာတာဖြစ်ပြီးလက်ရှိရေကြီးမှုဟာ6ကြိမ်မြောက်အထိရှိလာနေပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာ6ရက်ကွက်9ရက်ကွက်နဲ့10ရက်ကွက်တွင်နေထိုင်သူတွေပြင်မြေကန်တပေအနေမ့်ပိုင်းဖြစ်တဲ့ကမ်းနီရွာကအိမ်အောင်စု300ဝန်းကျင်ဟာ TTC ကျောင်းဟောင်းနဲ့စကားဖုံကြီးကျောင်းစတဲ့ရေဘေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြရတာဖြစ်တယ်လို့သိရပါတယ်။ရေနစ်တဲ့ရက်ကွက်ကလူတွေအကုန်လုံးပြောင်းရွှေ့ရပါ။အိမ်အောင်စုအတိအကျကတော့ပြောလို့မရသေးပါဘူး။ကျွန်တော်တို့စည်ရင်းကောက်နေတုန်းဖြစ်တာကြောင့်ပါ။ အခုကတောင်ကုန်မှာမိုးရွာလို့ရေကြီးတာမဟုတ်ပါဘူးဟိုးအထက်ဘက်ပေါင်းလောင်းတို့ဘာတို့နေပြည်တော်ဘက်ကနေဆင်းလာတဲ့တောင်ချရေတွေကြောင့်ပါအဲ့ဒါကြောင့်ရေမြင့်တက်သွားတာလို့ဒေသခံတယောက်ကပြောပါတယ်လက်ရှိရေကြီးမှုအခြေအနေဟာဆယ်ရက်ကွက်ကဆက်ယုံဟောင်းလမ်းမှာဆိုပါကရေမြင့်ဆယ်ပေလောက်ထိမြင့်တက်နေပြီးနေအိမ်အောက်ထပ်တွေအကုန်လေးပါရေမြုပ်နေတာဖြစ်တယ်လို့သူကပြောပါတယ်အထက်ဘက်တွေမှာမိုးလဲဆက်ကောင်းနေုံမယ်ဒီမှာလဲမိုးရွာမယ် စစ်တောင်းမြေရေထတ်တိုးနေအောင်မယ်ဆိုရင်တော့တောင်ကုန်မြို့ရဲ့ရေကြီးမှုအခြေအနေကမနှစ်ကလိုမျိုးဖြစ်သွားနိုင်တယ်။အဲဒီလိုဆိုရင်ပြန်လဲရွှေပြောင်းခြင်းကလမ်းမပေါ်ကလူတွေပါလောက်ရမယ်သဘောဖြစ်သွားလိမ့်မယ်။ဒါပေမဲ့ဆိုရင်ကြတော့မရှိပါဘူး။တောင်ကကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေအကုန်လုံးအသင့်အနေထားနဲ့စောင့်ကြည့်နေကြပါတယ်လို့ဒေတာခြေဆိုင်ကယ်ဆယ်ရေးလှုပ်ဆောင်နေသူကပြောပါတယ်။ဒါအပြင်လက်ရှိဖွင့်လှစ်ထားတဲ့ကယ်ဆယ်ရေးစခန်းနှစ်ခုအပြင်တောင်ကုန်မြို့ရဲ့ဘုံကြီးကျောင်းတွေမှာကယ်ဆယ်ရေးစခန်း22နေရာကိုလည်းအသင့်ပြင်ဆင်ထားတယ်လို့သူကပြောပါတယ်။ ဒါအပြင်လက်ရှိမှာတောင်ကုန်မြို့အတွင်းကသဖန်းပင်ပြတောင်နဲ့ဈေးဖြူပင်ရွာတို့မှာလည်းရေဝင်ရောက်နေတယ်လို့သိရပြီးအဲ့ဒီနေရာတွေကဒေသခံတွေကတော့ရွှေပြောင်းမှုမလို့သေးတဲ့အတွက်အခြေအနေကိုစောင့်ကြည့်နေကြသေးဖြစ်တယ်လို့သိရပါတယ်နေ့စဉ်ဒီမြေနေပိုင်းတွေကရေကြီးရေရှမ်းမှုဖြစ်တယ်လို့ဒေသခံတွေကိုကြိုတင်ပြင်ဆင်ထားကြဖို့ပြောထားပြီးသားပါအရေးကြီးဆောင်ရွက်စရန်အထူးကကြတဲ့ပစ္စည်းတွေပေါ့အစင်းသက်တည်းယူရွှေပြောင်းနိုင်မှုပြောထားပါတယ်တချို့တွေကကြတော့သူတို့အိမ်မှာကြံခဲ့မဲ့ပစ္စည်းတွေပျောက်ရှာမှာကိုလည်းစိုးရိမ်နေကြတာရှိတယ် အဲ့ဒါကြောင့်အဲ့ဒီလိုဒေတာကန်တွေကိုလည်းရေးပေးမှာပူးပေါင်းပါဝင်ကြဖို့ကျွန်တော်တို့လိုက်လံအသိပေးထားပါတယ်လို့သူကပြောပါတယ်။ဒါ့အပြင်လက်ရှိမှာကေသေးစခန်းရောက်ရှိနေသူတွေအတွက်စားရေးတောက်ရေးအခက်အခဲတွေရှိနေတယ်လို့သိရပြီးအလှူရှင်တွေနှဲပါလာတာကြောင့်အဆင်မပြေမှုတွေဖြစ်ပေါ်နေတယ်လို့သူကပြောပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးတည်ဌာနရဲ့ဒီကနေ့အောက်တိုဘာ3ရက်မနက်6:00နာရီခွဲချိန်တိုင်းထွာစေရစစ်တောင်းမြေကြီးဟာတောင်ငူမြို့မှာအဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ်ထက်တပေကွဲခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်းနှလမခန့်ကြာဆင်းလာနိုင်ကမြို့ရဲ့စိုးရိမ်ရေမက်အထက်ဆက်လက်တည်ရှိနိုင်တယ်လို့သိရပါဗျ။ဒါအပြင်မတောင်းမြို့မှာလည်းစစ်တောင်းမြေဟာအဲ့ဒီမြို့ရဲ့စိုးရိမ်ရေမက်အထက်ပေဝက်ခန့်ကျော်လွန်နေပြီးနောက်တစ်ရက်အတွင်းနှလမခန့်ကြာဆင်းလာနိုင်ကမြို့ရဲ့စိုးရိမ်ရေမက်အထက်ဆက်လက်တည်ရှိနေနိုင်တယ်လို့သိရပါဗျ။ဒါကြောင့်တောင်ကုန်မြို့နယ်မတောင်းမြို့အတွင်းမှာရှိတဲ့မြေကမ်းအနီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ရေပေးလို့ရကိုရှောင်ရှားနိုင်ကြဖို့မိုးစလာဌာနကတတိပေးနှုံးဆိုထားကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါသည်ခင်ဗျာ။